ဒမ်ဘလာကအနာနာမချက်သေးခင်မှာအချွေဖလားပါစလို့လဲရတဲ့ပကိုးတင် အားလုံးပဲမင်္ဂလာပါဘကိုးတင်ကတော့ပြီးခဲ့တဲ့ကြားရဲ့တွန်ကမှာတင်သစ်တော်သားအတင်းကိုပူပူနေနေရှုံနေပြီးတော့ဒံပလာကနေထွက်ခွာခဲ့ရပါတယ်အဲ့ဒီပွဲပြီးမှဘကိုးတင်ရချွေပလားဖိုင်နယ်အဖြစ်မှကြားလုံးနဲ့ရှင်ပြိုင်ခဲ့ရမှာလေထပ်ပြီးတော့ရှုံနေခဲ့ရပြန်ပါတယ်။ဘကိုးသားတွေကသူတို့ရဲ့အကောင်းဆုံးရာသီတွေမှာဖလားလေးလုံးတွေပါတယ်အာချောင်ခဲ့ကြပြန်မယ်။နောက်ဆုံးဖလားသလုံးလောင်းနဲ့ကျင်းနေရဖို့များနေပါတယ်။ဒီရာသီမှာလည်းဘကိုးသားတွေအနေနဲ့ပရီးမီးယားလိသလုံးလောင်းနဲ့ပဲကျင်းနေရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ဘာမှမရပဲအမြဲဒုတိယလူဖြစ်နေတဲ့ဟိုအသင်းထက်ဆိုင်ရင်တော့တော်သေးရလို့ပြောလို့ရပါတယ်။ ဒီနေ့မှာတော့ဗကိုးတင်းနဲ့ငှကြလို့ရှင်ပြိုင်ခဲ့ကြတဲ့အချိုကြီးဖလားပွဲစဉ်လေးကိုတင်ဆက်ပေးကြပါတယ်ဘဂိုးတင်ရကုသမနေရမှာကလဟာကိုအုံပြလာခဲ့ပြီးတော့အနိုးထံရသွားတဲ့ညာချမ်းမှာကွန်စာနဲ့ပွဲထွက်လာပါတယ်။ဝနာတေးကလည်းထံရပဒနာရှိနေခဲ့ပေမဲ့ဒီပွဲမီတော့ပြန်ပါလာနိုင်ခဲ့ပါတယ်။အိုက်စစ်ဘိုင်မှာတော့ထံရကတတလာတဲ့ကပူနဲ့ပနာဒီလွဲထားတဲ့ပိုင်လကုနှစ်ယောက်စလုံးကိုမတုံးမနေချိုတာနဲ့ပဲပွဲထွက်လာပါတယ်။ငါကြားလို့ဘက်ကလည်းလူရန်စုံနေခဲ့တာတော့မဟုတ်ပဲနဲ့ဟောနေရမှာလီဗရာမန်တို့ညာချမ်းမှာထရီပီယာတို့ကိုပဲဆက်သုံးလာခဲ့ရပါတယ်။ ကော်ရီးယားနေရာမှာလည်းဟာဗေးဖန်ဆင်ပေးပွဲထွက်လာပြီးတော့ညာချမ်းကလည်းဂျက်ကော့မာဖီနဲ့ဖြစ်ပါတယ်ပုဂိုလ်တင်ရပထမဝိုင်းမှာဆိုရင်ဘလုံးပန်ဆိုင်မှုတာဖီရယူနိုင်ခဲ့ပေမဲ့တိုက်စစ်နယ်ကွင်းတွေကတော့အထိတ်ဆက်မမိပဲဖြစ်နေရပါတယ်။နောက်ပြီးအသင်းကဆာလာမမာမီခိုနေရလွန်လာကြောင်းဆာလာကြောင်ပြောက်သွားရင်အသင်းကပါတိုင်ပတ်သွားတတ်ပါတယ်။ပုဂိုလ်တင်ရပထမဝိုင်းမှာဆိုရင်ဂိုဘောက်ကံကွင်းတစ်ချိန်လာရခဲ့ပြီးတော့အဲ့ဒီချိန်ကလည်းဂိုဘောက်တော့မတည့်ခဲ့ပါဘူး။အကြာတို့ကတော့ပထမဝိုင်းမှာတင်ဂိုဘောက်ကံချက်၉ချိန်ရှိခဲ့ပြီးတော့ဥဆောင်ကိုလည်းရရှိသွားခဲ့ပါတယ်။ ပထမအင်းပြီးကနေ45မိနစ်မှာငှက်ချားနောက်ခံသူဒန်ပန်ရဲ့ခေါင်းတိုက်ကူနဲ့ဥဆောင်မှုရရှိသွားခဲ့တာဖြစ်ပါတယ်။ရှီယာဒီနဲ့လောင်ပြင်ထားခဲ့ရတဲ့ပုဂိုလ်သားတွေကပွဲဆက်များလာတဲ့နောက်မှာပွဲပန်းလာတဲ့ပုံစံမျိုးတွေလည်းတွေ့နေရပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းစပြီးတိတ်မကြခင်မှာအစ်ဆက်ကောင်တော်တို့ကိုထပ်သွင်းသွားခဲ့ပေမယ့်လူကျုံနေတယ်ဆိုပြီးပယ်ဖြတ်ခံလိုက်ရပါတယ်။ဒီလိုပယ်ဖြတ်ခံလိုက်ရတာကြောင့်ပုဂိုလ်သားတွေကန်ကောင်းသွားတယ်လို့တွေးလို့မဆုံးခင်မှာတည်းအစ်ဆက်ကောင်တော်တို့ကိုထပ်သွင်းသွားခဲ့ပါတယ်။လူနဲ့ငကူပြတ်သွားပြီးတဲ့နောက်မှာပုဂိုလ်သင်းကလည်းလူစားလဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ နာတီရဲ့နေရာမှာကတိတ်ချုံဂျူတာရဲ့နေရာမှာနှူးညက်သူကိုထည့်သွင်းပြီးတော့တိုက်စစ်ကိုပြင်တင်ခဲ့ပါတယ်။ကပူချီစာနဲ့အဲလီယိုတို့လည်းဝင်ရောက်လာခဲ့ပေမယ့်ငှက်ကြားတို့ကအကောင်းဆုံးထင်ကစားနိုင်ခဲ့တာကြောင့်ချီပါကိုရဖို့ခက်ခဲနေခဲ့ရပါတယ်။နာကျင်အချိန်ပူ၄မိနစ်မှာချီစာကချီပါကိုတင်းသွားခဲ့ပေမယ့်အကြံမနေဒီမှာလွမ်းနေတဲ့ချီပါကိုမရခဲ့တာကြောင့်ငှက်ကြားတို့ကပဲငိုတကူနဲ့အနိုင်ရရှိခဲ့ပါတယ်။ဖလားမရတာကြောင့်ဖြစ်တဲ့ငှက်ကြားတို့လည်းပကိုးသားရင်တည်းတွေ့မှာပဲဖလားပြင်ရသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဖိုင်နယ်မှာငှက်ချောင်းကိုနိုင်ကန်နီးတည်ခြင်းနဲ့ဆိုရင်တော့ဂိမ်းမှုတို့ကိုပဲသွားမိရတော့မှာဖြစ်ပါတယ်ဆောင်နေကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။